ီလိုယုံကြည်တဲ့အကျိုးကျေးဇူးပဲဆိုရမယ်ပေါ့သူတို့လူတိုင်းတွေဟာလူကြီးကြီးမမထင်ထင်ရှားရှားလိုနေသေးပါပြီဆိုရင်ဒီဘဝဒီညနဲ့ပဲကိစ္စပြတ်သွားပြီမထင်လေနဲ့တေးပြီးတဲမကြောက်တော့ဘူးသူတို့သားချင်းနဲ့မှာပဲလူပြန်ပြန်ဖြစ်လာကြတယ်ဗျာသူတို့ဟာကြောက်ကြောက်ကြီးတဲ့လူတွေလူဖြစ်ဆိုတဲ့အစားကိုဖတ်ဖူးဖူးဆိုတော့သူကကြားမစားနေပြီးချိန်တွေတော့ပြောရဲတယ်။ဘာကြောင့်လဲဆိုရင်သူတို့လူတိုင်းဟာအများအပြားဖြင့်ဘုဟုကိုင်းစားဖက်နိုင်အောင်စားမဖက်ချဘူး။အကြောင်းတင်လို့ပြောအောင်မယ်။ ခွန်ခဲ့တဲ့ဇာတ်လမ်းတွေမှာပဲသူတို့ဆွေမျိုးသားရဲ့အခက်မဲ့မှာသူတို့အထက်ကတော်တော်လေးစွာတဲ့မလှချုံကပြောနေကြရအားသုံးလုံးနဲ့အေးအသက်ကြီးတဲ့စာသင်ရမယ်သင်ရင်တက်တာပဲလူကြီးတွေအားတဲ့အချိန်မှာလာသင်ကြပါလို့အတင်းတရားဟောခံရမှာနဲ့ငါသွားသင်ရတယ်အေးကကြည့်ခါပြီးတော့ငါကြားဖို့နာပါနဲ့နှုတ်ကရနေတာပဲအေးရေးတာကြတော့လွယ်ဘူးခင်တာတင်းကြီးထောက်ဝင်ပဲဒါရင်ကောက်လေရောက်ရောဟိုဟာဒီကလည်းဒီဟာဟိုဘက်နဲ့ရှုပ်ရော ခတ်တယ်ဟဲ့ငါမသိနေတော့တော်ပြီဆိုပြီးငါနောက်ထပ်မသွားတော့သူ့စားတယ်ငါရေးတဲ့ဖတ်တက်ကိုမလုပ်အောင်မလဲကိုလုံးလုံးနိုင်မှာထမင်းစားဖို့ရတာမဟုတ်လားလကားပါရေးဒီပြည်ကနေမြမွေးကြီးတွေလိုက်ပြီးစားတင်ခိုင်းနေတာတတ်တယ်မယောင်ရစီလူတာပါဒီမလာကျော်ရဲ့အသက်ဟာ50လောက်ရှိရမယ်ပေါ့ဒီလိုပဲသူ့လူတိုင်းတွေမှာအခုချိန်အသက်50လို့ဆိုရင်စားမတင်ခဲ့ရတဲ့လူတွေကများတယ်နည်းနည်းပါးပါးတက်လဲစားဖက်လေးဖက်တာမရှိကြဘူး တဖို့အချင်းချင်းမရချာကြဘူးလေဒါမဲ့သူတို့ကိုဖို့စားတာမထင်နေနဲ့ဗျာသူတို့မျိုးခလာယူစားတွေခိုင်းမြဲတယ်ဒါမှမဟုတ်တရားဓမ္မနဲ့ဇက်သမင်တော်ကကိစ္စတွေဘုဒ္ဓတရားတွေလည်းရှိကြတော့သူတို့ယုံကြည်မှုနဲ့သူတို့ခလုံးမိတာအခုသူပြောပြမယ်လူဝင်စားကိစ္စကတော့သူတို့လူတိုင်းတွေမှာအထူး special ပဲသူတို့တာဝန်ထဲမှာလူဝင်စားတွေကြာခဏပေါ်ပေါက်လာတဲ့အနေနဲ့ကအခုနောက်ဆုံးပုံလေးပြောရရင်ဖြင့်အခုနောက်ပြောရရင်မလာကြောင်းရေးပေါ့ဗျာဝင်စားတဲ့လူကတော့ဆိုရင် ဒီကလေးရဲ့အဖိုးဖြစ်မယ်ပေါ့။အဲနီယောသူတို့ဆွေမျိုးစင်းရရားချောင်းလိုက်အောင်လေ။မလားချောင်းရဲ့ယောက်ျားနဲ့မယားကိုထွန်းကြီး။မလားချောင်းရဲ့သမီးအကြီးဆုံးကညချစ်ကလေး။ဒီညချစ်ကလေးပဲပေါ့လူဝင်စားမွေးရ။သူလူဝင်စားမွေးရဟာဖြင့်အကြီးဆုံးကလေးနဲ့အခုတတိယကလေး။ပေါ့အောင်နှစ်ခါရှာပြီပေါ့။အကြီးဆုံးကဆိုရင်သူ့ဘာကြီးပြောင်းဝင်လာတာတဲ့။အဲစီးရင်ထက်ခွဲပြအောင်မ။ဒီလိုလေမလားချောင်းရဲ့အမေနဲ့မယားထောကြညူ။ထောကြညူယောက်ျားဦးမြ။ ။အဲဦးမြတည်တဲ့အခါမှာမြားချစ်ကလေးဝမ်းထဲကိုတူအဖြစ်နဲ့ဝင်စားတယ်ဗျာ။ဒါကြောင့်ဒီကလေးကိုမောင်မြလေးလို့အမည်ပေးတယ်။ကိုတတရမြောက်သားလူဝင်စားကြတော့စိန်လေးတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုရင်အဲ့ဒါကမလှချုံယောက်ျားကိုထွန်းချီရဲ့အဖေဥပစိန်တည်ပြီးခမီးခမတ်ဟာဒီဘဝမှာမြေးဖြစ်သူမြားချစ်ကလေးဝမ်းထဲဝင်ပြီးညီကိုရင်းဖြစ်လာရတယ်ပေါ့။မနှိတ်လာခွေယူ။အဲ့ဒီတော့ဒေါ်ကြညူကလည်းသူ့ယောက်ျားတည်ပြီးဝင်စားတဲ့သူ့မြေးကလေးမောင်မြကိုချစ်တိုက်တာအမော။ အဲဥပစင်စင်းဒီမပူလို့ကလည်းသူ့ကျင်အောင်မြေကလေးမောင်စင်လေးကိုလည်းထုံနီးလကောက်မယ်ပေါ့ဗျာဒီကလေးတွေဟာများသောအားဖြင့်အဖွားတွေရဲ့ကလေးခင်ပေါ်မှာကြီးကြပြီးနှုတ်ဖြတ်တဲ့အခါဆိုရင်သူတို့အဖွားတွေနဲ့ပဲအိကြတော့တယ်ခမဒီနေရာမှာခမတို့ကဒီကလေးတွေဟာဘာကြောင့်လူငယ်စားဖြစ်ရတယ်ဆိုတာသိရတယ်လို့စော်ကြောချင်ကြပြီးလိမ့်မယ်ကျုပ်ပြောပြပါမယ်တော်ကြာညယောက်ျားဥမြသေးတဲ့အခါမလာချုံရဲ့တမီများချစ်ကလေးအိမ်အောင်ကြခါစားဗျ။အဲတအူးကလေးမွေးတော့ရင်ကလေးဟာတတော်ချူကြသည်ဗျ။ ညညာထထငိုတယ်။ဒါနဲ့ကျုပ်တို့တော့ရွာတလေတိုင်းနဲ့ဝင်သေးစီမှာဆန်းခွက်သွားတောင်းကြည့်တော့ရင်ဒါဟာလူဝင်စားပဲဥမြဝင်စားတာပဲဥမြဝင်စားတာခမဲလူလူငိုတာဘွားရဲ့ကြီးကမြီးကိုခမဲပေးလိုက်လို့အတက်ဟောလိုက်ဆိုတကူဗျ။ဒီတော့မှတော့ကြညိုကဥမြရဲ့ကြံခဲ့တဲ့လက်စွပ်ကိုမြေးရီလည်းပင်ဆွဲပေးလိုက်တဗျာ။ဒါနဲ့ဒီကလေးညညာအငိုရက်သွားခေါ်လာလို့ခမရကစော်ကြောကျင်သေးတယ်မဟုတ်လား။မှန်နေလက်စွပ်လည်းပင်ဆွဲပေးပြီးလင်းငါရက်လာပင်ကိုတော့တယ် ဒါကြောင့်လဲဆိုရင်ဒီနေ့ဝင်နေရပဲဒီကလေးအတွက်ဘယ်ဘဲအရက်ကဆရာကိုခေါ်ကူပါလို့နှက်ကပြောတဲ့အနေနဲ့တစ်ဆက်ထည့်ဟောလိုက်သေးတကူတကယ်တဲ့အနေဝင်တဲ့ဟောတဲ့အရက်မကလည်းတငယ်သာဆရာဦးထိပ်ပိတ်ကအသင်ရှိနေပြီလားဒီတော့မှသူတို့အားလုံးကပဲယုံကြည်သားကြတယ်လေဦးမြမသေးခင်တော့သူ့မိကလေးကိုအလွန်ချစ်တာလေပြန်ပြီးစမြုံပြန်တယ်ဒီညီမကလေးကိုဦးမြအချစ်လွန်းလွန်းမဲညချစ်ကလေးလို့နာမည်ပေးထားတာပဲကဲဒီတော့သူ့မိသူချစ်လို့သူ့မိဝင်နေဝင်စားတာကိုဘယ်တန်တဲ့ရဖြစ်เสียလို့တော့မရော ခုဥပစိန်သေးပြီသူဝင်စားတာကလည်းဒီနည်းဒီပုံပါပဲဗျာဥပစိန်မသေးခင်တော့ကလည်းဒီမြေးမကလေးကိုသိချစ်ခဲ့တာပဲဟောဥပစိန်သေးပြီတနှစ်လောက်အကြာမှညာချစ်ကလေးဒီတတိယမြောက်သားစိန်ကလေးကိုမွေးတော်တာပဲပြန်ဆက်စစ်ကြည့်ကြစမ်းညာချစ်ကလေးရဲ့ပထမဦးဆုံးသားကမေဘက်ကဘိုင်းတတိယသားကဖေဘက်ကဝင်စားပုံဝင်စားနည်းရလဲမျက်မျှတတာလဲရှိပါပြီဗျာသူဒုတိယသမီးကလေးကပဲလူဝင်စားမဟုတ်တာ ီကလေးမလေးမွေးတော့ဟာသူမမွေးမီတနှစ်ပတ်လဲလောက်မှာသူတို့ဆွေမျိုးတွေကထင်းထင်းရှားရှားတည်သွားတဲ့လူဟာလည်းမရှိပဲဘူးဗျ။နို့မဟုတ်ရင်ဒီကလေးမလေးတဲ့လူဝင်စားပဲဖြစ်ရအောင်ပါပဲ။ဘာကြောင့်လဲဆိုရင်သူတို့မျိုးက special လူဝင်စားတာတယ်ဗျ။မလာချုံကလည်းပဲဒေါ်ချာညူရဲ့ညီမမကြပူဟာအပြူဘွားနဲ့တည်ပြီးဝင်စားတော့ဆိုတော့ဘူး။မလာချုံအဖြူဖြစ်တော့ရင်မကြပူဒီကန်နီးတော့ဟာနဲ့တဲတူတဲ့ဗျ။ဒေါ်ချာညူပြောပြလေးရှိတယ်။ငါဟင်းကြိုက်ပုံညင်း ။ထမင်းနဲ့နှက်တုပ်ပုံညင်အောင်တူတဲ့ဗျာ။အံ့ရော။ကဲဒီနေရာမှာခမ ्या ကသူတို့လူဝင်စားကြတာလဲသူတို့ဆွေမျိုးတွေကကြီးလှည့်ဝင်နေကြရောလားတခြားအမညာဖောက်မဝင်ကြတော့ဘူးလားလို့စော်ကြောခြင်းစိတ်ပေါ်ကောင်းပေါ်လိမ့်မယ်ကျုပ်တီတညာပြောရရင်ဖြင့်နှစ်ဦးဖောက်ဝင်တာကိုတွေ့ရတယ်ဗျဒူးကဥဒဆောင်ဘွားကလာတာတဲ့ဒူးကတော့ရင်အံဩစရာကောင်းတယ်မလာချုံရဲ့ဦးလေးအရင်ခောက်ခါကိုတတ်ပြလိုက်တဲ့လူဟာမလာချုံရဲ့ဝမ်းထဲကိုဝင်စားတာခုဆိုရင်အဲ့ဒီကလေးဟာအပြူရောင်ဖြစ်နေပြီ လူတက်တဲ့လူစိုးလူမိုက်ဘဝကနေပြီးတမလွန်မာမင်းကလေးလာဖြစ်တော့တဲပြီးသဘောတကာရရလဲကောင်းတဲ့ဗျအလုတ်အကိုင်းလည်းအင်မတန်တော်တယ်အင်ဒရီလည်းရှိလူကြီးတွေကိုလည်းကြောက်ရွံ့ယူသေးတတ်တဲ့ဗျာဘာကြောင့်သူတို့ဖြစ်လာတယ်လဲဆိုတာအောင်မဲသူတို့မှာဟိုဘဝဒီဘဝဆက်ပြီးအကြောင်းအကျိုးတွေပြောစရာတွေရတယ်အပြေပဲရှိတဲ့ဗျကဲသူခဏထားပြီးကိုရကြောင့်မလေးဝင်စားတဲ့အကြောင်းပထမပြောပါအောင်မဲဒေါ်ကြညိုအမရဲ့သမီးမလဘုံကမွေးတာဗျာဒီတငယ်မကလေးဟာခြေလက်ရင်ကလည်းမတန့်ဘူး စကားလည်းမပြောတတ်ဘူးအစွန်အားအကလေးပဲဒါနဲ့သူတို့မေနေဂျာနဲ့ဝင်တဲ့ဒေါ်ယုတ်စုကဟောတယ်ဥဒစာဝင်စားလာတယ်ခင်ဗျာခြေလက်ရင်ကမတန်တာကတော့လူဘဝမှာပျော်ပြီးအကြာကြီးမနေအောင်နဲ့စကားမပြောနိုင်တာကတော့သူဆောင်ရရတဲ့တိုက်ဟာဘမရှိတယ်ဘလူရတနာတွေဘလူထားတယ်ဘာကောင်တွေကစောင့်နေဆိုတာတွေရှောက်ပြောမှစိုးလို့တယ်ဒါပေမဲ့ကိုရင်သွေးကုသားချင်းအနေနဲ့လူလာဖြစ်နေတော့မှညီတို့ကောင်းကောင်းပြည့်စုံကြပါဒီနေ့မှာသူဟာခြေလက်ရင်ကတန်ဆွမ်းမလာဘူးစကားမပြောနိုင်ဘူးလို့ဘယ်သူမှအတက်မဟောနိုင်ဘူး နှုတ်ပြီးသူတို့လူတိုက်အကြီးခဲ့ရလဲသူတို့တွေကဥဒ္ဒေကြောင့်လူ့ဘဝရောက်လာတော့ကုသိုလ်ကောင်းမှုပြုဖို့ပစ္စည်းဥစ္စာကိုတနည်းနည်းနဲ့ကိုယ်မပေးဘူးရေလို့လည်းပြောနိုင်ဘူးအေးသိရဲ့လားအဲ့ဒီလိုတော့ဆိုတာဟောလိုက်သေးတော့အမလေးသူတို့ဆွေမျိုးတတိုင်းဟာဒီဒုက္ခိတာမကလေးပေါ်မှာစိတ်ဝင်စားကြပြီးတော့ခေါင်းကောင်းမွန်မဲပြုစုကျွေးမွေးကြတယ် ချစ်ချစ်ခင်ခင်ညီနနာလည်းရှိကြတယ်ဒေါက်တာမကလေးရဲ့လိုပဲကလေးချင်းရအောင် နှိမ့်နှင်းချင်းနှိမ့်ဆက်ချင်းပြုကြအောင်ဒါပေမဲ့ဒီကလေးမလေးဟာတဲပြီးတဆိုးမရှိဘူးရှစ်နှစ်ကိုနဲ့သမီးရွယ်မှာပဲအနည်းချရောက်တယ်တရုပ်စိုးဟောတဲ့အချိန်မှာဦးတော်ဆောင်ကခေတ္တလူလာဖြစ်သွားတယ်ဆိုတော့ဒီကလေးမလေးသေဆုံးပြီးတဲ့နောက်မှာဘလို့များအိမ်မက်ပေးဦးမလဲလို့သူတို့ဆွေမျိုးတစ်တိုက်ကမျှော်လင့်ကြသေးတယ်အဲ့ဒါနှစ်ကလည်းကြာပြီမို့ကျုပ်လည်းကောင်းကောင်းမမှတ်မိတော့ဘူးသူ့အမေမလှပုံမှာဘလို့အိမ်မက်ပေးသလိုလို့ ရွာအနောက်ဘက်ကဒေါ်ရန်နဲ့ဟင်းရွက်သွားရှာရင်လက်ကောက်တခွင်းပဲကောက်ရသလိုလိုပြောဆန်ကြားခဲ့ရသေးတယ်။ကျုပ်တို့တော့ရတယ်လေးမှာနှက်တို့နှက်ဝင်တဲ့တို့ကိုယုံကြည်ကြသဘူးဗျ။ဝါရင်ဝါထွက်မှာအင်းတွင်းရင်မြင်ကြတော့ဖို့အရေးတုံတရားရှိရင်စံခွက်ကြည့်ဖို့အကြောင်းတို့ရင်စိုင်းနဲ့ပုံနဲ့ပွဲကြီးပွဲလန်းပေးဖို့နှက်ကတော့နှက်ဝင်တယ်ဆိုတာကတော့ရွာတိုင်းလိုလိုမှာပဲရွာကြီးနဲ့အငယ်လိုက်ပြီးအနေနဲ့အများတော့ရှိကြတာပဲ။ရွာကြီးတယ်ဆိုရင်သူ့အပိုင်းနဲ့သူကိုယ့်ရဲ့ကွက်နဲ့ကို ကဲကျုပ်တို့ရမှာဆိုရင်ကျုပ်တို့တောင်ပိုင်းကဒေါ်ယုတ်စုအဲဟိုမြောက်ပိုင်းကတော့ဒေါ်အိမ်မဲဒီနေ့ကတော်တွေဟာသူရက်ကွက်နဲ့သူဟောရရင်ဆွေရည်မျိုးရည်အင်းနှင်းရည်ကိစ္စတွေမှာတော့မှန်တတ်တယ်သူတို့နဲ့ဝင်တဲ့အချင်းချင်းကလည်းတစ္ဆာဆောင်တည်တယ်ဘယ်လိုလဲဆိုရင်ဥပမာကျုပ်ရွာတောင်ပိုင်းကမမေခါကကိုရက်ကွက်ကဒေါ်ယုတ်စုကိုကြောပြီးမြောက်ပိုင်းကဒေါ်အိမ်မင်းစီသွားပြီးနှက်မိမယ်ဆိုရင်မဟုတ်ဘူးဗျာဒေါ်ယုတ်စုစီမေးပါလို့ပြန်လွတ်တယ်တကယ်လို့မမေခါက ဟာကျုံနဲ့တော့ရုပ်စုံနဲ့ရံဖြစ်တာလို့သူစီတော့မဖြစ်ဘူးခလိညာညာထောင်းငုံနေတာလေလင်းငါရတောင်ရှိနေပြီဒုက္ခပါပဲလို့ညဉ့်ညူရင်ဖြင့်ဒေါ်အိမင်းကကရင်ဒါဖြင့်လေငါမဲရုပ်စုစီခွင့်ပန်အောင်မယ်ပြောပြီးသူတို့ချင်းတွေ့ဆုံနေတော့ပြီးတော့မာမမဲထားကလေးတို့ဆန်းခွက်ကြည့်ပေးတတ်တယ်ဒီတော့လေဒေါ်ရုပ်စုဟောတယ်လို့ပဲမှန်တာပဲအဲ့ဒါလိုမှညာလို့ပဲသူတို့ဟောလိုက်ရင်ဖြင့်အနက်ကိုယုံသူမှန်သမျှလွယ်လွယ်ကူကူပဲသူတို့အဟောကိုယုံညတယ် အဲမလာချုံရဲ့ဦးလေးရင်ခောက်ခောက်ကိုကိုကြရွက်ကိုတတ်တဲ့လူမိုက်ဖိုးဆော့ဟာကိုကြရွက်တက်ပြီးတနည်းလောက်အကြာမှာပဲသူ့လိုပဲလူမိုက်အချင်းချင်းကပြန်တက်လို့တေးချင်းစုတေးပြီးမှမလာချုံဝမ်းနဲ့တမိကလေးအဖြစ်နဲ့ဝင်စားတယ်လို့တရုတ်ဆိုးကဟောလိုက်တာဟုတ်ဖြင့်တော်တော်ပဲမယုံကြည်နိုင်စရာဖြစ်ကုန်ကြတယ်။အဲဒီကလေးမလေးဟာဆိုရင်မွေးကလာကလေးကခြေလက်ရင်ကမကောင်းဘူးခြေချင်းဝေးလက်ကဝတ်တွေမှာကျိုးနဲ့ရစ်ထားတယ်လို့ကျင်းမိနေတယ် တချို့ခြေချောင်းလက်ချောင်းအဖျားစစ်ကလေးတွေမှာရစ်ပြီးပြက်လူကာလေးတွေလည်းဖြစ်နေတယ်။အဲ့ဒါဟာကြောင့်ပဲဒါကြောင့်ဖူးဆော်ဝင်စားတယ်လို့ဆိုရှင်ဖြစ်တဲ့ဗျ။ဘယ်လိုလုပ်ဆိုရင်ဖြင့်อืมသူတို့ရာဇဝင်နဲ့ရှင်းပါပဲဗျ။ကျင်းရကျုပ်တို့ရွာမှာရဲဘော်ဖြူအိုးဆိုးစင်ဥပဒေမဲ့မဲမဲကာလာဆိုပါတော့ခမညာဒီခါမှာဘယ်ရန်ညိုရဲ့ကြောင့်မသိဖိုးဆော့ဟာကိုကြောင်ရက်ကိုတတ်ပလိုက်တဲ့ဗျအဲ့ဒီကတနှစ်လောက်ကြာတော့တခြားလူမိုက်တို့ကဖိုးဆော့ကိုတတ်ပြစ်ပြန်တယ ဖိုးစော်ဟာကိုကြော်ရွက်ကိုတက်စင်ကတယောက်ချင်းမဲ့လက်ဦးအောင်ရင်ုံကိုတမြောင်နဲ့ထိုးတက်လိုက်တာ음ဖိုးစော်ကိုတက်တော့ရင်ဟိုကလူများတယ်တိရစ္ဆာန်တို့အတင်းဖန်ခေါ်သွားပြီးချက်ချင်းတက်မဖြစ်ဘဲနဲ့ကျိုးနဲ့ချီထုတ်မှာဇောက်ထိုးဆွဲရိုက်နှက်ပြီးတေလူမျိုးဝဖြစ်တော်မှာကျိုးဖြီးပြီးထွက်ပြေးခိုင်းအဲ့ဒီတော့မှနောက်ကနေတနက်နဲ့ပြတ်တက်လိုက်တာဒါကြောင့်ဖိုးစော်တေလူလူဖြစ်တဲ့အခါအဲ့ဒီကလေးမကလေးမခြေစစ်လက်စစ်ကလေးတွေကျင်နေတာဟာဟိုကဖိုးစော်ကိုကျိုးနဲ့တုတ်ခဲတဲ့ဒဏ်ရာတွေပဲဗျာ ကဲတဟားကချအောင်တော့သူများတက်ခဲ့တဲ့ဖိုးစော်လိုလူစိုးလူမိုက်ကလူသက်ခံရလို့ပဲဥပိ္ပစီတကားနဲ့တေးချင်းစုတေးပြီးချက်ချင်းပဲလူပြန်ဖြစ်ရတာဆိုတာကြတော့လာပြန်တဗျာကျုပ်တို့ကြားဖို့နာဝရှိတဲ့တရားတော်မှာကတရဝါတို့ကံကြမ္မာဟာအလွန်ဆန်းကျေတဲ့အကုတ္တရဲ့ကုတ္တရဲ့နှစ်ခုရှိတဲ့အနက်ကအဲ့ဒီကာလမှာတမျိုးစီခံစားရတယ်အာဟုတုကဖြစ်စည်းနေတဲ့အခါမှာမြညပဲကောင်းကောင်းဝုံဝုံနေုံတော့အတေကအာဟုတုမကုံသေးသမျှတီခန်တူခန်းနေအောင်ပါပဲ အဲကုသိုလ်ကံအကျိုးပေးကကျုံးနေပြန်ရင်လည်းဘယ်လိုပဲမကောင်းမှုပြုနေအောင်တော့ကုသိုလ်ကံကျွမ်းကတင်းခံနေဦးမှာပဲတဲ့ဗျဖိုးစော်လူပြန်ဖြစ်တာကလည်းထိုးနည်းတကောက်မှာပဲတဲ့ကိုကြရွက်ကိုတတ်တဲ့အကုသိုလ်ကံမပေါ်သေးဘူးဒီရင်ကပြုခဲ့တဲ့ကုသိုလ်ကံကျွမ်းကရှိနေလို့လူပြန်ဖြစ်လာရတာတဲ့ကဲဒါဖြင့်လေလူပြန်ဖြစ်ရခြင်းဖြစ်ရင်တခြားသူဝန်နဲ့ဝင်မာတော့လားဖြစ်နေကိုတက်ခဲ့တဲ့ကိုကြရဲ့ရဲ့တူမှာမလှချုံဝမ်းနဲ့ဝင်ရသလားဆိုတာကြပြန်တော့လေအမေသူတို့တီးတူပြောကြတာရှိသေးပြီ ဟဲဟဲနုဘီဖိုးစောဟာကိုကြောက်ရက်ကိုတက်ပြီးမှသူ့အမသူတည်ပြီးနောင်လာရတာဖြစ်ပြီးဒီမျိုးနဲ့ဝင်လို့ကျေးဇူးဆက်ချင်စိတ်ပေါ်တာလည်းဖြစ်နိုင်တယ်လို့ဆိုကြပြန်သေးဗျာဒါကြောင့်ကြည်ပါလားတဲ့ဒီကောင်မလေးဟာဘယ်လောက်အလုတ်ကန်ကောင်းတယ်လဲအလုံးနဲ့ပြတ်တယ်ကိုမရှိဘူးသူတို့ရင်ငါရက်ကန်းခက်တဲ့ဟာမပြတ်ကြနေရတာပဲနုဘီဒီကလေးမလေးဟာထွေလီကလေးလည်းမပူစားတတ်ဘူးအပြင်ထွက်လေချင်းပြူချင်းလည်းမရှိဘူးအင်ဂျူရီသိခါရှိတယ်ဆိုတာလည်းဟုတ်ပါတယ် သူ့ခြေပြားလက်ပြားကလေးတွေလင်းမြမာတော့စိုးရင်ရှာပါတယ်။အော်ဖို့ဆော့မင်းဟိုဘွားတော့ကမိုင်မဲရန်ကားခဲ့သမျှဒီဘွားမှာတော့တဲပြီးလိမ္မာလိုက်ပါလားကွယ်လို့ပြောတဲ့လူတွေကလည်းရှိသေးတယ်ဗျာ။အခုကျုပ်ပြောတဲ့လူဝင်သားတွေကြောင့်ခမားကတော့ယုံညမယုံမယ်ပေါ့ဗျာ။ကျို့တို့ရွာတော့ကြောင့်ညို့လူတိုင်းကတော့အဟုတ်ပဲယုံကြည်ကြတယ်ဗျာ။သူတို့ယုံကြည်တဲ့အကျိုးကျေးဇူးလည်းခံစားရပါတယ်။ကြည်လေဒေါ်ချာညိုရဲ့ယောက်ျားအမြဟုတ်လား။ နှုတ်ပြီးမလားချောင်ရောက်ကမှဥပစိန်တို့ဟာစိန်ကလေးညာကလေးအမြင်နဲ့သူတို့ဆွေမျိုးတိုက်ထဲမှာလူပြန်ဖြစ်နေကြတော့သွားလေသူမိဘအတွက်ဘာမှပူစရာမလိုတော့ဘူးနှစ်လေတပိတ်တွေတောင်ထပ်ပြီးတွတ်နေစရာမလိုတော့ဘူးပေါ့ဗျာနှုတ်ပြီးခမားတို့တချို့မျိုးကြီးသားတွေလိုပဲကွဲလွန်သွားသူကိုဘယ်နှလားမြောက်ဘယ်နှစ်နှစ်မြောက်လွမ်းဆွေတရိယာကြောင့်တတ်တပ်ပိုက်ဆံကုန်ခံပြီးသတင်းစာတွေထည့်နေကြမလိုတော့ဘူးကဲဖိုးစော့တီးပြီးမလားချောင်ဝမ်းနဲ့ဝင်စားတဲ့အကြောင်းလဲထပ်ပြောအောင်မယ်စာအုပ်ဟာဖြင့်ဖိုးစော့ဟာဒေါ်ချာညိုရဲ့မှာ လာချောင်ရဲ့ဦးလေးရင်ခေါခါကိုတက်ခဲ့တာဖြစ်လို့ခစ်ပြတ်ထဲမှာယုံတင်လဲအမှုမလို့ရတော့ဒကြညိုလူဆွေမျိုးတတိုင်းနဲ့ဖူးစော်လူဆွေမျိုးတတိုင်းဟာတစ်ဖက်နဲ့တစ်ဖက်ပဋိပက္ခဖြစ်နေလိုက်ကြရတာဒကြညိုလူတွေကပဲဖူးစော်လူဘက်ကိုပြန်အမိကလေးသာခြေဦးတော့မလို့လို့ဟိုဘက်ဆွေမျိုးနဲ့ဒီဘက်ဆွေမျိုးလဲခေါ်ချင်းပြောချင်းမရှိကြအဲဖူးစော်လဲမလာချောင်ဝန်နဲ့ဝင်စားတယ်လဲဆိုရောခင်ဗျာအဲ့ဒီပဋိပက္ခမှုဟာတခါတည်းကြီးသွားတော့တာပဲဖူးစော်မိမမဲကျန်ဟာဆိုရင်ဖြင့်ဖူးစော်ကြံခဲ့တဲ့ပြည်စည်းလေးတွေကိုလာပြီးခမဲပေးရတာနဲ့

ကျော်လာဝေတာရေးမဂ္ဂဇင်းအဘိနာစင်ကြတဲ့အတွက်ပြည့်စုံပြည့်ဝတဲ့ရှိပါရဲ့ရှင်